အားလုံးမင်္ဂလာပါဒီကြေခန်းချပုရိသမြို့သားတွေကျမ်းမာဒီကောင်ဆယ်များစီစဉ်မှကျေးဇူးပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဆက်စေးအနေရဲ့အကြောင်းဖြစ်ပါတယ်ဟုတ်ဆက်စေးကဒီတပြင်အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့မသိဘူးဗျကျွန်တော်နိုင်ငံစီမှာတော်တော်ကြီးကိုအမြင့်တွင်နေပါပြီဆိုတော့အခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ဒီစေးဆိုင်ဒီဇိုင်ဖွင့်မယ်ဆိုရင်ပေါ့စေးဆိုင်ဒီဇိုင်ဖွင့်မယ်ဆိုလို့ရှိရင်စေးဝါတက်ကလေးကိုကြောင်းစင်းတဲ့လူတွေသာလင်းဖွင့်ခွင့်ရှိတယ်ဗျဒီငန်ဒီနိုင်ကျွန်တော်ဒီနိုင်ငံမှာကတော့ ဟိုတည်တဲ့အတိုင်းပဲကျွန်တော်ဒီစေဝါကျွမ်းကျင်သင်တန်းလေး၃လပြည့်သင်တန်း၄လပြည့်သင်တန်းလေးတွေတက်ပြီးတော့စေးဆိုင်တွေဖွင့်ကြရဲပေါ့ဆိုတော့စေးဆိုင်ဖွင့်တာကတော့စေးဆိုင်ဖွင့်ပြီးတော့မှစေးရောက်တာတော့တိတ်ပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်ဒီဆက်စေးရောက်တာတော့တော်တော်အနေအများရဲဗျဘာလို့အနေအများလဲဆိုလို့ရှိရင်ဆက်စေးဒီမှာကြတော့ဟိုဘာတွေပါနိုင်လဲဆိုတော့အများစုကလေသူကအကైခဲပြောက်ဆေးဆိုလို့ရှိရင်လည်းနှမျိုးလောက်ကိုထည့်ထားတယ်ပြီးလို့ရှိရင် steroid ဆေးတွေပါတယ်ဗျသူ steroid ဆေးဆိုတာဘာအတွက်ကောင်းလဲဆိုလို့ရှိရင်သူကဒီကိုက်တာခဲတာ ရားတာရန်တာပေါ့နော်တချို့ဆိုလို့ချင်းလဲချောင်းဆုတယ်ဆိုလို့ချင်းလဲသုံးတာပဲအဲဆိုရောင်တာရန်တာပေါ့အဲ့ဒါတွေအကုန်လုံးသာယူပစ်တယ်လို့ပြောက်တယ်ဒါမဲ့တော့ရေရှည်တောက်တဲ့ခါကျတော့အနေတားများတယ်ဗျဆိုတော့အဲ့ဒါတွေသူတို့ကဟိုမတိမတိဘဲနဲ့ပေါ့နော်ဟိုချက်ချင်းလက်ငင်းတက်တာစေတဲ့အတွက်ကြောင့်သူကဆက်စည်းတွေမှာအသုံးများကြတယ်ဗျလူတွေကရောဆက်စည်းကိုဘာလို့တောက်ကြလဲပေါ့အဓိကကတော့အချိန်မကုန်ဘူးပတ်စံကုန်တက်တာတယ်ပြီးတော့ဟိုတကယ်လည်းတက်တာတယ်ပေါ့တကယ်တက်တာလေဆိုတာအမှန်တော့ပြောမယ်ဆိုရင်တော့ဒီကြိုက်တာခဲတာဆိုလို့ချင်းလဲယူပစ်လိုက်ဆိုတော့ပျောက်သွားတာပေါ့ဒါမဲ့သူက ်ယောဂရဲ့လက္ခဏာကိုပဲကျွန်တော်ဟိုတက်တာစီတယ်လို့ဖြစ်နေတာပေါ့ဘာလို့ဆိုတော့တကယ်အကြောင်းရင်းကြာသူကကုတာမဟုတ်တော့ဘူးဒါထားပါတော့တချို့ကဒီကိုယ်လက်တွေကြိုက်တယ်ဒါမှမဟုတ်ဘိုက်အောင်နေပဲထားပါတော့ဘိုက်အောင်လို့ဆက်ဆေးဆက်တယ်ဆိုလို့ရှိရင်သူတို့ထဲမှာအကြိုက်ခဲပြောက်စီပါတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတဲ့အခါကျတော့ဘိုက်အောင်နေဆိုတဲ့နေရာမှာအများကြီးကြောင့်ဖြစ်နိုင်တယ်ဗျဒါပေမဲ့အစာရင်အောင်တာများလားဒါမှမဟုတ်လို့ရှိရင်ကြောက်ကက်ကြောက်တယ်လို့အောင်တာများလားဒါမှမဟုတ်လေပွားလို့အောင်တာလားပေါ့ဆိုတော့ဥတက်ရောင်လို့အောင်တာလားအစရှိသဖြင့်ဘိုက်အောင်ဘိုက်အောင်စီတဲ့အကြောင်းရင်းတွေအများကြီးရှိတယ် အဲ့ဒါကိုကြာကျွန်တော်ဒီစစ်ဆေးစမ်းသပ်မှုတွေဒီယောဂရာဇဝင်မင်းမြတ်မှုတွေမလုပ်ဘဲနဲ့ကြောင်မတည်ဘူးဗျကိုကအစာရင်အောင်လို့သွားပြီးတော့မှစိတ်ဆက်တယ်ပဲထားပါတော့ဒါမဲ့သူ့ထဲမှာအကြိုက်ခဲပြောက်စီတွေပါလို့ရှိရင်အဲ့အစာရင်အောင်လာသွားပိုဆိုးသွားစေနိုင်တယ်ဗျအဲ့လိုမျိုးအန္တရာယ်တွေရှိနိုင်ပါတယ်တစ်ချက်ပေါ့ဟောပြီဆိုတော့ဒီစတီရိုက်စီတွေပါတော့ ပါတဲ့ခါကျတော့ steroid ဆေးရဲ့အန္တရာယ်တွေကျွန်တော်တစ်ချက်ပြန်ပြောပြပေးမယ်။ steroid ဆေးရပါလဲဆိုရင်သူကသုံးနာကြာလာတဲ့ခါကျလို့ရှင်ဘာဖြစ်လာလဲဆိုတော့သူကဗိုက်တွေအဲဗိုက်ကြီးတွေရွှဲလာတယ်ပေါ့နော်။ဗိုက်ကြီးတွေရွှဲလာမယ်၊ပင်ကုတ်ပိုးကြီးတွေတက်လာမယ်၊ပင်မျက်နှာကြီးတွေဖောလာမယ်ပေါ့နော်။မျက်နှာကြီးဖောင်းကားလာမယ်။အများစုကအဲ့ဒါကိုသူတို့ကဝါလာတယ်ပဲထင်တာပေါ့။အမှန်တော့မဟုတ်ဘူးဗျ။ဖောလာတာပေါ့နော်။အဲအဲကုတ်ပိုးကြီးတွေတက်လာမယ်၊မျက်နှာကြီးတွေဖောလာမယ်၊ပြီးဝက်ချန်တွေထွက်လာမယ်၊ပြီးအရေပြားလေးတွေပါလာတယ်ဗျ။အရေပြားပါလာတဲ့ခါကျတခြားဘာဖြစ်လဲဆိုတော့ဒီအကြောတွေပြက်လာတာပေါ့နော်။အကြောတွေပြက်လာမျိုးရှိမယ်။ဒါဆိုရင်သူက ိုရေရှည်ဆွဲတောက်လို့ရှိရင်သူကဖြတ်တယ်ဆိုရင်တော့သူမြင့်ပြီးဖြတ်ရတာဗျ။အဲ့တော့ရုတ်တရက်ဖြတ်လိုက်လို့ရှိရင်သူအယူကျုပ်ဖြစ်သွားရော။အယူကျုပ်ဖြစ်သွားတဲ့ခါကျတော့သူကဟိုအဲ့ဒါပဲဆက်စီပဲတစ်ခါပြန်တောက်။တောက်တဲ့ခါကျပြန်တက်တာသွားလို့ဖြစ်သွားပြန်တာပေါ့။အဲ့အဲ့လိုမျိုးအဲ့လိုမျိုးနဲ့တန်တရာလဲနေတာပေါ့နော်။ဒါဆို street price ဆိုတာမျိုးကတော့ကောင်းတော့ကောင်းတယ်။ဒါပေမဲ့ကျွန်တော်ဆရာဝန်တွေတောင်မှပြောမယ်ဆိုတော့တေချာချင့်ချိန်ပြီးတော့မှအကောင်းနဲ့အဆိုးပေါ့နော်။သူရဲ့အကောင်းကျိုးနဲ့ဆိုးကျိုးတေချာချင့်ချိန်ပြီးတော့မှသုံးရတာပါဗျ။ဆိုတော့အဲ့လိုမျိုးချင့်ချိန်ပြီးသုံးရတဲ့ဈေးမျိုးကိုဒီလိုဆက်စီးတွေထဲမှာအလွယ်တကူထည့်သုံးခြင်းအပြင်ဒါ ည်သူလူထုတက်ကိုတာကြီးအရင်ယူအနေများပါတယ်ဗျဟုတ်ပြောနောက်တစ်မျိုးရှိတာကကျွန်တော်ဒီဆက်ဆေးတွေမှာဘာတွေထည့်လဲဆိုတော့ဒီအကြိုက်ခဲပြောင်းဆေးတွေစတီရိုက်ဆေးတွေအပြင်ကိုတချောင်းဆိုးပြီဆိုတာနဲ့စပြီးပိုးသက်ဆေးပေါ့နော်ပိုးသက်ဆေးတွေထည့်ပြီပေါ့ပိုးသက်ဆေးဆိုရင်ဥမာထားပါတော့အများစုသုံးတာဆိုလို့ရှိရင်အမောင်ဆလင်သုံးတာများတယ်ဗျအမှန်ဆိုရင်တော့အမောင်ဆလင်ဆိုတာပိုးသက်ဆေးချောင်းဆိုးပြောင်းဆေးမဟုတ်ဘူးအများစုကလေဟိုအမောင်ဆလင်ကိုဆိုချောင်းဆိုးပြောင်းဆေးဆိုပြီးတော့မှတ်ထားတာပေါ့အမှန်အဲ့လိုမဟုတ်ဘူးအမောင်ဆလင်ဆိုတာပိုးသက်ဆေးဖြစ်ပါတယ် ိုးသက်စေဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ course ဖြစ်အောင် dose ဖြစ်အောင်တပ်ဖို့လိုအပ်တယ်ဗျ။ဒါပေါ့လူကြီးဆိုလို့ရှိရင်900 mg တောက်ပါမယ်။တနေ့ကို3ချိန်တောက်ပါမယ်။အနည်းဆုံး3ရက်ကနေပြီးတော့မှ9ရက်တစ်ပတ်ပေါ့။ဒါယောဂအပြင်းပြော့ပေါ်မူတည်ပြီးတော့မှသူ course ဖြစ်အောင်တပ်ဖို့လိုအပ်တယ်။ဆိုတော့ဒီဆက်စေးဒီမှာကျတော့ဘာဖြစ်လဲဆိုတော့သူကအမောင်ဆလင်ဆိုလို့ရှိရင်လည်းသူက900အားမထည့်ပဲနဲ့ဆိုတော့နည်းနည်းလေးဈေးသက်သာတာကိုရွှေ့တာပေါ့ဗျာအဲ့ဒါဆို250အားလေးတွေလို့ရှင်တစ်ခွက်နှစ်ခွက်လေးပဲတောက်တဲ့ခါကျတော့ဒီယောဂပို့ကိုသူကဆေးရင်သွားအောင်လုပ်တယ်နဲ့သွားတူတယ်ဗျအဲ့တော့ကျွန်တော်တို့ဆေးရင်မှာပို့တွေမွေးတာနဲ့တူတာပေါ့ တော့အဲ့ဆိုကျွန်တော်တို့စေးကန်းဒီမှာတော့မလေမော်ဆလင်ကိုတိတ်ပြီးတော့မတုံးကြတော့ဘာလို့ဆိုတော့ဒီလိုဆက်စေးဒီမှာထက်ထက်နေတဲ့ခါကျစီမတိုးတော့ဘူးပေါ့ကျွန်တော်တို့ပြီးတယ်ဆိုရင်တော့မှယောဂမပြောက်တော့ဘူးအဲအဲ့လိုဆိုတော့အဲ့လိုမျိုးဆက်စေးတွေတုံးခြင်းအပြင်ယောဂပိုးတွေရှင်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်ဟုတ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့တခုခုပေါ့နော်ဒါပေါ့နေမကောင်းဖြစ်တယ်ဖျားနာတယ်ချောင်းဆိုးတယ်ဆိုလို့ရှိရင်စေးဆိုင်တွေမှာရိုးတန်းတန်းဒါပေါ့ဖျားတယ်ဆိုလို့ရှိရင်လည်းအဖျားကြစေပါရာစီတမောဝယ်တော့ပေါ့ ။ချောင်းဆိုးတယ်ဆိုလို့ရှိရင်လည်းချောင်းဆိုးပြောက်စေးပဲဝယ်တော့ပေါ့။စေးမဆက်ခိုင်းပါနဲ့။ဆိုတော့တကယ်လို့မတက်တာဘူးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြပါစေကန်းနဲ့စေကန်းမှာပြပြီးတော့မှကုသမှုခံယူတာတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။အားသာမို့လို့ကျွန်တော်တို့နေနေရတော့ဒီဆက်စေးနဲ့ပတ်သက်လို့ဒီဆက်စေးရဲ့အန်ရီလေးနဲ့ပတ်သက်လို့ပညာပေးလို့ပဲရပါလိမ့်မယ်။ဆိုတော့နိုင်ငံတော်အနေနဲ့လည်းဒီစေးဆိုင်တွေကိုပေါ့နော်ဥပဒေအရနည်းနည်းလေးတင်းကျပ်ဖို့တော့လိုပါလိမ့်မယ်ခင်ဗျ။ဟုတ်အားသာဆိုတော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့ဆက်စေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆက်စေးရဲ့အန်ရီလေးနဲ့ပတ်သက်လို့သိရှိသွားပြီးထင်ပါတယ်။ ျွန်တော်နောက်လာမယ့်အပိုင်းတွေမှာလည်းပဲဘလူယောဂအကြောင်းတွေပတ်သက်ပြီးတော့မှဆက်ပြီးတော့တင်ပြသွားမလဲဆိုတာတော့ဆောင်းမြော်ကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်